သင်သိပါသလားပြီးခဲ့တဲ့အပိုင်းမှာတော့ဒန်ကူပါဆိုတဲ့လူဝက်ဆန်းကျယ်တဲ့လူတယောက်ဟာလင်းရင်တစင်းကိုပြင်ပေးဆွဲပြီးပိတ်ဆံဒေါ်လာ2သိန်းနဲ့အတူမုံတိုင်းထန်နေတဲ့ညရဲ့ကောင်းကင်ရံထဲကိုခုံကျပျောက်ကွယ်သွားခဲ့တဲ့အကြောင်းသင်ဆက်ပေးခဲ့ပါတယ်ဒီနေ့အပိုင်းနဲ့မှာတော့အဲ့ဒီခုံကျမှုအပြီးမှာဖြစ်ွားခဲ့တဲ့အမေရိကန်သမိုင်းရဲ့အကြီးကျယ်ဆုံးတဲ့အရှိကြားဆုံးလူလိုက်ရှာပုံတော့အကြောင်းကိုဆက်လက်ကြည့်ရှုသွားမှာပါ ကူပါခုန်ကျသွားပြီဆိုတာနဲ့ FBI က no check လို့အမိပေးခဲ့တဲ့စုံစမ်းစစ်ဆေးမှုကိုချက်ချင်းစတင်ခဲ့ပါတယ်။ပထမဆုံးနဲ့အခက်ခဲဆုံးလုပ်ငန်းကတော့ကူပါခုန်ကျသွားနိုင်တဲ့နေရာကိုခန့်မှန်းမှုပါပဲ။လေရင်ရဲ့ပြန်ဆန်းမှုလမ်းကြောင်း အရှင် လေတိုင်နှုံမုန်နိုင်အရှင်တွေကိုကွန်ပျူတာနဲ့တက်ချက်ပြီးဝါရှင်တန်ပြည်နယ်အနောက်တောင်ပိုင်းကစတူရိုင်းမှာရာပေါင်းများစွာကျယ်ဝန်းပြီးကြမ်းတမ်းလာတဲ့တစ်တော်နမည်တစ်ခုကို search ဆောင်ဖို့တတ်မှတ်ခဲ့ပါတယ်။အမေရိကန်စစ်တပ်ရဲ့အကူအညီနဲ့ စစ်သားတွေ FBI agent တွေဒေသခံရဲတွေပါပါဝင်တဲ့အင်အားလုံးရင်းနဲ့မြေပင်ရှာဖွေမှုကိုစတင်ခဲ့ပါတယ် SR31 Blackbird လို့အစ်စ်မီကင်းထောက်လေယာဉ်တွေတုံးပြီးဝေဟင်ကနေတပ်ပုံတွေ ရိုက်ခူးခဲ့ပေမဲ့အဲ့ဒီဒေသရဲ့တတော်တွေဟာအလွန်ထူထပ်ပြီးမြေမျက်နှာသွင်းတုတ်ကွင်းကလည်းမညီညော်တဲ့အတွက်ဗာတဲလွန်စာမှရှာမတွေ့ခဲ့ပါဘူးလာပေါင်းများစွာကြာမြင့်ခဲ့တဲ့ဒီရှာဖွေမှုဟာကုဘရဲ့လေထီပိတ်ဆံအဓမ္မမဟုတ်သူ့ရဲ့ရုပ်အလောင်းကိုဘာတစ်ခုမှမတွေ့ရှိခဲ့ပဲအဆုံးသတ်ခဲ့ရပါတယ် ဒါကြောင့် FBI ကသူတို့လက်ထဲမှာရှိတဲ့တဲလွန်စာအနေငယ်ကိုပဲအားကိုးခဲ့ရပါတယ်။လေယံပေါ်မှာကြံခဲ့တဲ့တဲလွန်စာတွေကတော့ကူပါတောက်ခဲ့တဲ့ Rolly Secret ကိုရှိလိမ့်ပြီးတော့သူ့ column မှာခြံခဲ့တဲ့အနက်ရောင် clip on neck တိုင်းတစ်ခုပါပဲ။အဲ့ဒီအချိန်မှာဘာမှမဖော်ထုတ်နိုင်ခဲ့ပေမဲ့နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်မှာတော့အဲ့ဒီ neck တိုင်းဘောက DNA နမူနာအချို့ကိုခွဲခြားဆက်ပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီ DNA က FBI ရဲ့ database တွေကဘယ် DNA နဲ့မှတိုက်ဆိုင်စစ်ဆေးလို့မရခဲ့ပါဘူး။ 2017ခုနှစ်မှာ Citizen Scientist တွေကအဲ့ဒီ neck တိုင်းပေါ်ကအမုံမွားတွေကို electron microscope နဲ့ပြန်လည်စစ်ဆေးတဲ့အခါမှာ titanium လို့ရှားပါးတဲ့သတ္တုအမုံတွေတွေ့ရှိခဲ့ရပြီး Cooper ဟာ Leying ထုတ်လို့ရစက်ယုံလိုနေရာမျိုးမှာအလုပ်လုပ်ခဲ့သူတယောက်ထဲနိုင်ကြောင်ခံမှန်းခဲ့ကြပါတယ်။နောက်တစ်ချက်ကတော့ပိုက်ဆံတွေပါ။ FBI ကအကူပါကိုပေးလိုက်တဲ့ဒေါ်လာ20ရန်အရွက်တရောင်းလုံးရဲ့ number sheet ကိုမှတ်တမ်းတင်ထားပြီးအဲ့ဒီ number sheet ကိုနိုင်ငံတော်နဲ့ဘဏ်တွေကာစီနိုတွေကိုဖြန့်ကျီဝေးအသိပေးခဲ့ပါတယ်။ ကူဘာကအဲ့ဒီပိုက်ဆံတွေကိုတုံးလိုက်တာနဲ့သူ့ကိုဖမ်းမိနိုင်မယ်ကိုမျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့နှစ်ပေါင်းများစွာကြာမြင့်တဲ့အထိအဲ့ဒီပိုက်ဆံတရွတ်မောက်ပြန်ပေါ်မလာခဲ့ပါဘူး။ FBI ကလီယန်ဝင်းနန်းရဲ့ထဆိုချက်ကိုအခြေခံပြီးကူဘာရဲ့ပုံကို composite sketch အနေနဲ့ရေးဆွဲပြီးလူထုကိုအကူအညီတောင်းခဲ့ပါရဲ့။ဒီပုံတွေကြောင့်ထန်တရားရှိသူပြောရာပေါင်းများစွာကိုစစ်ဆေးမြင့်မြတ်နေလာပါတယ်။တချို့ကကိုကိုကို DB ကူဘာပါလို့လာဖန်ခံတော်ကြောင့်ရှိပါတယ်။ဒါပေမဲ့ဘယ်သူကမှတကယ့်ကူဘာထင်မနေခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုဟာတဖြည်းဖြည်းနဲ့လမ်းကြောင်းပြောက်လာပြီး DB Cooper ဆိုတာတကယ်ပဲလေထဲမှာပျောက်ကွယ်သွားခဲ့တဲ့သစ်တလောက်လုံးပဲဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကိုနှစ်အကြာမှာတော့မထင်မှတ်ထားတဲ့နေရာတစ်ခုကနေဒီအမှုကိုပြန်လည်လှုပ်ရှားသွားစေမဲ့ဒဲလွန်စာတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။နောက်လာမယ့်အပိုင်းကိုဆက်လက်ကြည့်ရှုပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။